ရောမတော်ရဲ့အနေနဲ့မှာတော့တော်ရွာလေးတရွာရှိပါတယ်။အင်ဂျင်နေငယ်တာရှိတဲ့ရွာလေးတရွာဖြစ်ပြီးဒီရွာလေးမှာတော့ဆေးဆရာတရွာဖြစ်တဲ့ဦးတာလာဆိုတဲ့သူတရွာနေထိုင်ပါတယ်။သူကတိုင်းဆေးနဲ့ဆေးကုတဲ့ပြင် အောင်လန်းပြောကားတွေကိုလည်းကုတာပေးတဲ့ဆရာတရွာလေးဆိုလဲမမှားပါဘူး။ပြီးတော့သူ့မှာကဘိုးဘွားပိုင်တဲ့တောချံတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ဦးတာလာဟာတပိတပန်းလုံးဝမထားဘဲနဲ့တကိုယ်တည်းနေထိုင်တဲ့သူတည်းဖြစ်ပါတယ်။ချံတွေပိုင်ဆိုင်ထားပေမဲ့ဆေးကုတဲ့လူကတော့သူ့ရဲ့ဝါသနာပါ။ သူကအိမ်မှာလဲကုပေးတယ်လို့တခြားရွာတွေကလာပေးရင်လဲသွားရောက်ကုသပေးတတ်ပါတယ်။ဒါကြောင့်ပြဿနာမဟုတ်ပေမဲ့သူ့မှာခက်နေတာတခုတော့ရှိတယ်။အကြောင်းကတော့ဒီလိုတခြားရွာတွေကိုညာအိမ်ညက်နေသွားရောက်ကုသပေးတဲ့အခါသူ့ပိုင်တဲ့ခြံတွေကိုတိတ်ပြီးတော့စိတ်မချဘူး။တခါတလေဒီလိုအကြောင်းကြောင့်ပဲလူဆောင်ငားပါသေးတယ်။ဒါပေမဲ့သူ့မရှိတဲ့အချိန်မှာသူ့ရဲ့ခြံတွေကတိတ်တေဝါတွေကိုခိုးပြီးရောင်းစားနေတဲ့အတွက်နောက်ပိုင်းမှာတော့လူဆောင်မထားဖြစ်တော့ဘူး။ပြီးတော့သူ့ရဲ့ခြံတွေမှာကလည်း အဆောင်မရှိရင်ပဲဖြစ်ဘူး။ဒါကြောင့်သူကဟာစဉ်းစားကြက်နေပါတယ်။ကုတလာဟာစေကူတာတဲ့နေရာမှာတော့မဆိုးဘူး။စိတ်လိုက်တယ်လို့ဆိုရမယ်။ဒါပေမဲ့သူ့မှာမကောင်းတဲ့အချင်းတစ်ခုတော့ရှိတယ်။ဒါဟာသူဟာစေမကုတ်ခင်မှာလူနာရှင်တွေကိုယုံကြည်အောင်အထင်ကြီးအောင်လို့အောင်လန်းပညာတွေနဲ့အစီရင်လုပ်ပြီးမှယောဂါကိုကုတတာ။တမားကုံပြချင်တာလည်းပါပါတယ်။ဒါမှလည်းခြေကြွားကနေနဲ့ငွေကြေးပို့ပြီးတော့ရတတ်တယ်။အရင်တော့ကတောသူတောင်သားတွေဆိုတော့ဘိုးသူရနေပါလာတဲ့အတွက် ဒီလိုဆဲစရာတွေကလှုပ်ရှားလာတတ်တယ်။ပြီးတော့ဥတာလာနေနဲ့တခုစဉ်းစားမိတာ။ဒါကတော့သူ့အနေနဲ့တရေတစီမွေးပြီးတော့ခိုင်းစားမယ်ဆိုတဲ့ရည်ရွယ်ချက်တခု ဖြစ်ပေါ်လာခဲ့တာပါ။သူဟာဆေးကုတတ်ရမှလည်းအဆင်ပြေပြီးတော့သူ့ရဲ့ခြံတွေအတွက်လည်းအဆောင်ရမှဖြစ်တဲ့အတွက်အဲ့လိုမျိုးတွေးလိုက်ခြင်းဖြစ်တယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးသူ့မှာအတွေ့အကြုံကမရှိပေမဲ့သူက အောင်လန်းပညာနဲ့တက်တာဆိုတော့လို့ဖို့အတွက်တိတ်တော်မခရင်မှုဒီလိုစေတရေမွေးမယ်ဆိုရင်အန္တရာယ်တော့များတယ်။ တရက်တစီဆဆခေါ်တဲ့ချိန်မှာတော့အမလုံးလုံးမရဘူးတကယ်လို့ခေါ်လို့ရပြီဆိုရင်လေအစာကိုမှန်မှန်ကျွေးမှဖြစ်မှာတပတ်တန်ဒီပြီးတော့တလားတန်ဒီစသဖြင့်ပုံမှန်ကျွေးဖို့တော့လိုတယ်အစာကျွေးဖို့မင်းနေရင်တော့မွေးတဲ့သူကိုပြန်ပြီးတော့အန္တရာယ်ပြေးတက်တယ်တချို့တွေကလည်းခြံဝန်းထဲမှာအဆောင်ရဖို့အတွက်ဇပလင်ပင်ကိုသွေးခံပြီးတော့စိုက်ထားကြတယ်ပြီးတော့အဲ့ဒီပင်ကိုအပတ်စဉ်ဖြစ်ဖြစ်လအစဉ်ဖြစ်ဖြစ်သွေးရည်လောင်းပေးရပါတယ် ဒီလိုနဲ့တုံးနေကြတဲ့အခါမှာတော့ဇပလင်အမြစ်ခေါင်းမှာဘလူးမျက်နှာပေါ်လာတယ်။ဒီလိုဖြစ်လာရင်တော့အဲ့ဒီဇပလင်ပင်မှာအမဲသားကကြွေးရတယ်။ချမ်ပိုင်ရှင်ကမှန်မှန်ကြွေးထားရင်တော့သူ့ရဲ့ခြံထဲကိုဘသူမှမကက်ရဲအောင်ခြောက်လှန်တတ်တယ်။ခြံထဲကိုဝင်လာလို့မရအောင်လဲခြောက်လှန်လဲ။ဒါပေမဲ့အစာကျွေးကိုမေ့တာဖြစ်ဖြစ်မကျွေးမိတာဖြစ်ဖြစ်ဒီခါကျရင်တော့ချမ်ပိုင်ရှင်ကို အသက်သေးတဲ့အထိရန်ရှာတတ်ပါတယ်။ဥတလာကတော့ဒီလိုမွေးဖို့မစင်တော့ဘူး။သူ့ဟာမြင်မြန်ဆန်းဆန်းပဲအကောင့်ထဲပေါ်ရမှာဆိုတော့ မမြန်လန်းကိုပဲလိုက်လိုက်ပါတယ်။ဒါကတော့မကြုံမလို့ဖြစ်နေတဲ့ပရလောကသားတစ်ကောင်ကိုချုပ်ထားပြီးတော့မွေးမဲ့အစီအစဉ်။ဒီလိုပဲမဲ့ဒီလိုမွေးဖို့ရာကတော့ရွယ်ကူလှတာတော့မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့လောလောလတ်လတ်တည်ဆုံထားတဲ့ဝိညာဉ်နဲ့ပဲမွေးလို့ရတာ။တရေဘွားမှာအချိန်တော်ကြောင်ရှိနေတဲ့ပရလောကသားကိုမွေးမြင်တော့မလွယ်ဘူး။အဲ့လိုပရလောကသားကအစွမ်းတတိတွေအနည်းများဆိုသလိုရှိတတ်တယ်။ဒါတော့တောင်းတန်ရုံအမိတ်မျိုးကိုလည်းမနာခံတတ်တယ်လို့ မွေးတဲ့သူကိုလည်းပြန်ပြီးတော့ရန်ရှာတတ်တာကြောင့်မွေးထားဖို့ကအတော့ကိုခတ်ပါတယ်။ဒီလိုလေဥတာလာတွဲမိတာကလောလောလတ်သေဆုံးသူရဲ့ဝိညာဉ်ကိုခေါ်ပြီးမွေးထားဖို့ပဲ။ဒီလိုတရေမျိုးကတော့အခုမှတရေစဖြစ်တာမလို့သူ့စေခိုင်းသမျှကိုတတူဝေမတိန်လောက်ကင်ပေးတယ်မှာ။တရေဆိုပေမဲ့တရေဘဝကိုလုံးလုံးထရရမရောက်ရှိသေးတဲ့ဝိညာဉ်လောကသားပဲရှိတယ်။ဒါကြောင့်သူလည်းသူ့ရဲ့အကျင့်စီတိုင်းလှုပ်ဖို့အတွက်တွေးတောလိုက်ပါတယ်။ဒီလိုနဲ့နေလာခဲ့ရင်လည်းဘယ်လောက်ကြာတဲ့ခါမှတော့ ဦးသာလာတယောက်သတင်းတစ်ခုကိုကြားသိခဲ့ရတယ်။ဒီသတင်းကတော့သူတို့ရွာရဲ့တရွာကျော်မှာဖဲဝိုင်းလုံးကြိုင်နဲ့လူတက်မှုဖြစ်ပြီးလူတယောက်တေဆုံခဲ့ရတယ်။တေဆုံသူကတော့ဖိုးတော်လို့ခေါ်တွင်တဲ့လူတယောက်ပါ။ဖိုးတော်ကအသက်30ကျော်အရွယ်ရှိပြီးအရင်ထဲကစိုးတယ်မိုက်နေတဲ့လူ။ဖဲဝိုင်းမှာဖဲကိုရပြီးတော့လူမိခဲ့တာကြောင့်တပတ်ကမကြင်မနှက်ဖြစ်ပြီးရိုက်ဖြစ်တယ်။ပြီးတော့သူ့ကိုဓာတ်နဲ့ထိုးတယ်။ဒီတော့ဆောင်ရွက်ဆရာရှိတာတွေဆောင်ရွက်ကြပြီးတော့ဖိုးတာလောင်းကိုရွာရဲ့တလေအတိုင်းပဲမြုံနှံလိုက်ကြတယ်။ ဒီတဲ့င်းကြောင့်ဦးတက်လာလဲဝမ်းတာအားရဖြစ်သွားပြီးအเจ้าကဒီလိုလူမျိုးရဲ့ဝိညာဉ်ကိုခေါ်ပြီးခိုင်းမယ်ဆိုရင်တော့သူ့အတွက်တော်တော်လေးကိုအဆင်ပြေမှာပါဒါကြောင့်သူလဲဒီလိုရဲ့ဝိညာဉ်ကိုခေါ်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်ဖိုးတာရဲ့ရက်လက်ဆုံးတော့ပြီးမှတော့ဦးတက်လာလဲနေဝင်တရုံမှာအဲ့ဒီရွာရဲ့တင်းကြိုင်းကိုတယောက်တည်းထွက်လာခဲ့တယ်သူ့ရဲ့လော်ရီထဲမှာတော့လိုအပ်တဲ့ PC တွေကိုထည့်လာခဲ့ပြီးသူရောသွားတဲ့ချိန်မှာတော့အတန်ငယ်မောင်းနေပါပြီဒါကြောင့်တင်းချိုင်းနဲ့နှီးမှလဲဘယ်သူ့ကိုမှမတွေ့ရဘူး ရွာနေမှာကနေဝင်ပြီးဆိုတာနဲ့မိမိကကိုယ့်အိမ်ထဲကိုသာကိုနေကြတယ်။တင်ချိန်ထဲမှာတော့မောင်မင်းနေပြီးတော့စိတ်ချောက်ချားစရာကောင်းလာပါတယ်။လူတန်စူတန်တိတ်ဆိတ်နေပြီးလေတိုးတန်နေပဇင်းရင်ခွဲအော်တန်နဲ့ငှက်အော်တန်တွေပဲကြားနေရပါတယ်။တစ်ချက်တစ်ချက်မှာလည်းတင်ချိန်ကြီးကနေဆွဲဆွဲငင်ဥလိုက်တဲ့ခွေးဥတန်တွေကြောင့်ရှင်တုံစရာတော့ကောင်းလာတယ်။အသေးငယ်သူအတွက်ကတော့ဒီလိုနေရာမျိုးကိုဒီလိုချိန်လာဖို့ဆိုတာမဖြစ်နိုင်ဘူး။တချို့နေရာတွေမှာတော့ခွေးတွေတူးဆထွက်တာကြောင့် အလောင်းကောင်တွေကတဝက်တစ်ပြက်ပေါ်ထွက်နေတာကိုလည်းမြင်ရတယ်။တချို့ဆိုရင်တော့အယိုးစုတွေကိုလည်းတွေ့ရပါတယ်။အလောင်းတွေမှာကအသားအစာတွေလည်းကျန်နေသေးတာကြောင့်ပုံမွေးချက်တဝိုင်းမှာတော့အပုံးရက်တွေကလှိုင်းလှိုင်းထနေပါတယ်။ဦးတလာတယောက်စိတ်ချောက်ချပြီမဲ့မိမိဇောနဲ့ဆိုတော့လေကြောက်မနေအောင်ပြီးတော့ဒီလိုကိစ္စတွေနဲ့သူ့နဲ့ကလည်းအဆင်သက်မဟုတ်တာကြောင့်စိတ်ကိုစူးစီးပြီးဖိုးထားရင်မျိုးပုံကဒါဓမီတလက်နဲ့ရအောင်ရှာပါတယ်။ခဏကြာတဲ့အခါမှာတော့ဖိုးထားရင်မျိုးပုံကိုတွေ့ရပြီ။ဒီတဲ့ချိန်မှာက အုတ်ကူတွေမလောက်ကြပဲနဲ့ဒီအတိုင်းသာမင်းမြုပ်ကြပြီးတစ်သားအပြားပေါ်မှာမြေပြိုနေဖြစ်ဖြစ်ပုံမဲခင်းနေဖြစ်ဖြစ်နာမည်ကိုရေးမှတ်ပြီးမှတ်တိုင်စိုက်ထားတိုင်းဒေတာဥတလာဖိုတိုင်မျိုးဝေးမှာမိတိုင်လေးကိုထုတ်ပြီးနေထောင်းနေပြီးတော့သူရှိတဲ့နေရာတဝိုက်ကိုလည်းစီဝံဝိုင်းပြီးတော့စီတားလိုက်ပါတယ်အဲနောက်ဝဉဉခေါ်ရမှာအသုံးပြတဲ့ပစ္စည်းတွေကိုထုတ်မြေမြဆက်တာမဟုတ်ပါဘူးအယိုးပြာသွေးစက်ကိုရုတ်တရုတ်အသားစိမ်းအမွေတိုင်းကျိန်လုံးစသဖြင့်ဒီလောက်ပဲပါတယ်ဥတလာက ဒီပစ္စည်းလေးကိုဖိုးတာရဲ့မေဘုံပေါ်မှာဖြန့်ခင်းလိုက်ပြီးတော့အမွှေးတိုင်ငါးတိုင်ကိုထုတ်တယ်။ဒီချိန်မှာပဲပအဝန်းကြီးတစ်ခွင်မှာခွဲဥဒဏ်တွေကဆူငန်းလာတယ်။သူ့လက်အမှုမထားပဲနှုတ်ကနေတွတ်တွတ်ရွတ်ဆော်ပြီးတော့ဖျောင်းနိုင်ကိုထုံးတယ်။ဒီလိုစတင်ရွတ်ဆော်တာနဲ့တင်းချန်ကြီးတစ်ခုလုံးကလှလိုရွရဖြစ်လာတယ်လို့အတန်ပလန်တွေကိုလည်းရုတ်တရက်ကြားလိုက်ရပါတယ်။အော်အုံတနုံလုံးနဲ့အတန်တွေဟာကျဲလောင်စွာထွက်ပေါ်လာပြီးတော့တောက်ခေါက်တန်တွေကိုလည်းကြားရတယ်။ဥဒလာတစ်ချက်တော့တုံ့လုံမိသွားပါတယ်။ဒါပေမဲ့ စိတ်ကိုပြန်တင်းပြီးပြန်လဲရုတ်ဖတ်ခါဖိုးဒဝိညာဉ်ကိုခေါ်တယ်။ဒီလိုရုတ်နေတော့မှနေနာမှာရှိတဲ့တပ်ပင်တပင်ပေါ်ကနေတရေရင်နဲ့အကောင်တကောင်ကြီးဆင်းလာတယ်။ပုံစံကတော့အကောင်ထဲမမြင်ရပေမဲ့မမဲပုံရိပ်လိုလိုအရေးမဲကြီးကိုတွေ့ရတယ်။ဘူးတလာလဲအဲ့ဒီကောင်ကြီးရောက်လာတဲ့အခါအတန်ကြဲကြဲနဲ့စကားပြောတယ်။မင်းကဘာလုပ်လဲ။ငါကဒီကတစ်ဆယ်ကြီးမောင်လုံးပဲ။အဲ့ဒီမမဲကောင်ကြီးကဘူးဝါနဲ့ပြန်လဲပြောဆိုတယ် အတန်ကအားလေးရှာလေးနဲ့ပြောတဲ့ပုံစံမျိုးဒေတော့ဥတလာကဖိုးတာမဟုတ်တာကြောင့်မလို့ချင်ဘူးငါကဖိုးတာပဲလို့ချင်တာမင်းမဟုတ်ဘူးသွားကို့နေရာကိုပြန်ဒီလိုပြောလိုက်တော့အဲ့ဒီမမဲကြီးကမျက်ထောင်နေကြီးနဲ့တစ်ချက်ဆက်ကြည့်တယ်ပြီးတော့အသားစိမ်းကိုတစ်ချက်ကြည့်တယ်ပြီးတာနဲ့တောက်တစ်ချက်ကိုခောက်ခါတပိမော်ကိုတရေနဲ့ပြန်တက်သွားတယ်အဲ့နောက်သူလည်းဆက်ပြီးရုတ်ဖက်က ဖိုးတာရဲ့ဝိညာဉ်ကိုပြန်ခေါ်တယ်ဒီတစ်ခါမှတော့ဘယ်ကမှမသိတဲ့ခွေးဥတန်တွေကပုံမဆူညံလာပြီးတိုးနောက်ကိုလည်း နောက်ထပ်မမဲအကောင်ကြီးတကောင်အေးရွေးရွေးနဲ့ကတ်လာတာကိုမြင်ရတယ်။ဒီတကားတော့ဥဒလာကြည်နေနဲ့အံ့အားတင်သွားတယ်။ဟာဒီကောင်ကအတော်ကြီးပါလား။ဒီလိုဆိုပြီးစိတ်ထဲမှာတွေးလို့စက်သိမ်းနဲ့ထားသွားပါတယ်။ဒါပေမဲ့ကြောက်တော့မကြောက်သေးဘူး။သူလည်းဒီတကားဒီကောင်ကြီးကိုမေးလိုက်ပြန်ပါတယ်။မင်းကရောဘာလုပ်လဲ။ငါကဒီကတစီတာဝပဲ။ဒီလိုဆိုပြီးတော့အရှက်ရှက်တန်နဲ့ပြန်နေပြောဆိုပါတယ်။ဟာ ငါကဖိုးတာကိုခေါ်တာကွာမင်းကမဟုတ်ဘူးကဲပြန်တော့ကွာငါဖိုးတာကိုပဲလိုချင်တယ်ဦးသားလာလဲစိတ်ညစ်လာပြီခေါ်တဲ့သူကတခြားရောက်လာတာကတခြားဆိုတော့ခေါင်းတွေလည်းရှုပ်လာတယ်အဲ့နောက်တဆေကြီးကသူ့ရှင်းမှာရှိတဲ့အသားစင်ကိုလက်ညှိုးထိုးပြတယ်ငါမပြန်ဘူးအမဲသားစားချင်သေးတယ်ဒီတစ်ခါမှဦးသားလာကျိန်လုံးကိုခတ်တင်းကင်ထားပြီးတော့ဒီအသားကမင်းတို့အတွက်မဟုတ်ဘူးကွာငါကဖိုးတာကိုကျွေးမယ်သား မင်းတို့နဲ့မဆိုင်ဘူးကဲပြန်တော့ကွာဘူတာလာကပြောဆိုရင်လည်းမြေကြီးကိုဗျံကနေမြည်အောင်ရိုက်လိုက်တော့မှမြေနေရတဲ့ကောင်ကြီးကဖြတ်ကနေနေအောင်တောက်သွားပါတယ်ဘူတာလာစိတ်ညစ်နေပေမဲ့လောက်ကမပြီးသေးတာကြောင့်ပါဇက်ကနေလဲဖိုးတာနာမည်ကိုထပ်ခေါ်တယ်ဒီခါမှတော့တင်းချိုင်းတွေကနေမမဲအကောင်ကြီးတကောင်ထပ်မဲပေါ်လာပြန်တယ်ဒီတခါတွေ့ရတဲ့ကောင်ကြီးကတော်တော်လေးကိုကြီးမာတယ်ဆော့ဆော့ကအကောင်တွေထက်တောင်ကြီးမာတယ်ဘူတာလာနေနဲ့ဒါဟာဖိုးတာမဟုတ်မှန်သိတယ် ဒီကောင်ကြီးကသူ့စီကိုတွေ့ရတွေ့လာတော့သူလဲဝိုးတော့ဝမြင်နေရပြီအကောင်တဲကတေချာတော့မတွေ့ရသေးဘူးဒီတော့ဥဒလာထပ်ပြီးမေးရတယ်ဟေးရလိုက်စမ်းမင်းကရောက်ဘယ်သူလဲဒီကမှအကောင်ကြီးကဘာမှပြန်မပြောပဲရင်မြဲတိုင်းရက်နေတာကိုတွေ့ရတော့သူလဲကြိမ်လုံးကိုမြေကြီးပေါ်ဖြန်ခနဲမြောင်ရိုက်ပြီးတော့ထမိတယ်ဟေးငါမင်းရမကြဘူးလားမင်းကဘယ်သူလဲဒီတခါမှတော့အဲ့ဒီကောင်ကြီးကသူ့အနီးကိုရောက်အောင်တိုးလာတယ်ဒီတော့မှ ဘူးတလာမြင်လိုက်ရတာကတော်တော်လေးကိုကြောက်စရာကောင်းတဲ့အကောင်ကြီးတကောင်ပါအရက်ကြီးကတော်တော်ကိုရှင်းလျားပြီးတော့စပင်းမရှိပဲကရုံးပြောင်နေပါပါးစပ်မတဲ့အဆွဲလေးကတော်တော်လေးကိုရှင်းနေတာတွေ့ရတယ်မျက်နှာကြီးကမဲတူးနေပြီးတော့မျိုးလုံးနှလုံးကနေရဲနေကကြောက်ဖို့လည်းကောင်းလာတယ်ဒီတော့ဦးတလာစက်သိန်းအောင်ထားသွားမိတယ်ဒါပေမဲ့အရေးဆုံးပြီးတော့ထပ်မေးလိုက်ပြန်ပါတယ်ဟဲ့မင်းကဘာကောင်လဲဘသူလဲပြောငါကဒီတင်းကြီးကတင်းကြီးဆောင်ပဲအကောင်ကြီးတန်က တထုတို့ကြိတ်တဲ့အတန်လိုလှိုင်းကောင်းတန်လိုနဲ့ကြောက်စရာကောင်းလာပါတယ်ဒီစကားကြောင့်ဦးတာလာလည်းကြောက်ရွံ့သွားပြီမဲ့လက်ကကျိန်လုံးကိုတင်းတင်းဆုပ်ကင်ထားပြီးတော့ငါကဖိုးတာကို လာခေါ်တာကငါ့ကိုမနှောက်ရှက်နဲ့ငါတင်းိုင်းကအကောင်ကိုခေါ်ချင်တိုင်းခေါ်လို့မရဘူးငါလက်မခံဘူးဒီလိုကြားလိုက်တော့ဦးတာလာဘာလုပ်ရမှန်းမသိဘူးအဲ့နောက်ဒီအကောင်ကြီးရဲ့နောက်မှာသူ့လိုချင်နေတဲ့ဖိုးတာကိုဖျက်ခနဲ့တွေ့လိုက်ရတယ်ဒီတော့သူလည်းမထူးတော့ဘူးလို့တွေးပြီးတော့ ဖိုးတာဝိညာဉ်ကိုခေါ်လိုက်ပါတယ်။ဒါတော့တင်းကျိုင်းဆောင်ကြီးကအတန်ထပ်မံထွက်ပေါ်လာပြန်တယ်။မင်းကိုပြန်ခိုင်းနေတာ မပြန်သေးဘူးလား။ငါတင်းကျိုင်းကအကောင်ကိုထပ်မံပေးနိုင်ဘူး။ဒီလိုဆိုပြီးရှေ့ကိုဆက်တိုးလာတယ်။ဒါပေမဲ့ဥတလာတားထားတဲ့စီးကိုကြော်လို့မရဘူး။ဥတလာလည်းဆက်ခေါ်ရမလားပြန်ရမလားဆိုတာတွေးမရတော့ဘူး။ခုချိန်မှာစီးပိုင်းထဲမှာရှိနေလို့ပဲ။ဘာမှမဖြစ်တဲ့အပြင်အပြင်ကိုရောက်သွားရင်တော့ ဘာဆက်ဖြစ်မလဲဆိုတာတွေးပြီးထိတ်လဲထိတ်ကန်သွားတယ်။အဲ့နောက်မထိုးဘူးဆိုပြီးတွေးကဖိုးတာဝိညာဉ်ကိုဆက်ခေါ်တယ်။ဒီတစ်ခါမှာတော့တန်းချိုင်းဆောင်ကြီးကဘာပြောလိုက်လဲမသိသူ့နားကိုသစ်တရေတွေတဖြည်းဖြည်းနဲ့ဝိုင်းလာပါတယ်။သူမြင်နေရတာကအကောင်တွေများကြီးမမဲအကောင်ကြီးတွေပို့ပို့ကကွာနဲ့မင်းစားလို့အကောင်တွေအမွှေးမြင်နေတဲ့ကြောင်းမဲ့ဖွဲ့ကောင်းတဲ့အကောင်တွေစီဝိုင်းနာကိုတဖွဲ့ဖွဲ့ရောက်လာတယ်။ပြီးတော့အတံပလန်တွေတဟင်းတဟဲနဲ့ကြောက်စရာကောင်းတဲ့အတံတွေပေးတယ်။ဒီတော့ဥဒါလာ စက်မနေရတော့ဘူးပြန်ပြင်းကောင်းမလားစီဝိုင်းထဲမှာပဲနေရမလားဆိုတာတွေးပြီးတော့ကြောက်နေမိတယ်။အဲနောက်သူ့ဘေးမှာရှိတဲ့တစ်စစ်တရေတွေဟာတဖြည်းဖြည်းများလာတဲ့အတွက် သူ့ခမဆက်ပြီးလဲမနေရတော့ဘူးဖြစ်ချင်ရဖြစ်ဆိုကစိတ်ကိုတင်းပြီးစီဝိုင်းထဲကနေတင်းချိုင်းပြင်ကိုအတင်းထွက်ပြေးတယ်။အဲခါမှာတော့နောက်ကနေလိုက်ဆိုပြီးအတန်တွေကိုကြားလိုက်ရပါတယ်။သူဟာကြောက်စိတ်နဲ့အတင်းပြင်းနေပြီမဲ့သူ့ရဲ့လက်မျိုးကိုလက်ကြီးတစ်ဖက်ကလာရောက်ချုပ်ကင်တာကိုခံစားလိုက်ရတယ်။အဲနောက်ဆက်ပြီးလို့မရတော့ဘူး။သူလည်းကြောက်ကြောက်နဲ့ကြိလိုက်ပြီးတော့ တင်းချိုင်းဆောင်ကြီးကသူ့လက်မျိုးကိုလက်ကြီးတစ်ဖက်နဲ့စုပ်ကင်ထားတာကိုတွေ့လိုက်ရပါတယ်။ဦးတလာတယောက်အတင်းကိုအသေးအတန်ရုံးကန်နေပေမဲ့ဘလို့မှရုံးထွက်မရဘူး။အဲနောက်ဦးတလာရဲ့လက်မျိုးကိုတင်းချိုင်းဆောင်ကြီးကကျုပ်ခနဲမီအောင်လင်ချိုးလိုက်ပါတယ်။တင်းချိုင်းထဲမှာတော့ဦးတလာရဲ့မချီမဆန့်အော်တန်တွေဟာပိတ်တင်ထွက်ပြီးကြေလောင်သွားပေမဲ့ဘသူမှကြားချင်မရှိခဲ့ဘူး။ဦးတလာလက်ပင်ကျိုးပြီးတော့အသက်မရှိတော့တဲ့ခနာကျိုးကြီးဟာတင်းချိုင်းထဲမှာလဲကျသွားတယ်။ပဝင်းချင်းမှလည်းအကောင်ကြီးတွေက အဖြစ်ဖြစ်နဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။အောက်လန်းလေးနဲ့ပြုလုပ်ခြင်းနဲ့ဥတလာခမရအသက်သာပေးဆက်ပြီးသူ့လိုချင်တာကိုတော့မရသွားခဲ့ပါဘူး။ဒီမှာနေမယ်။ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရလောကဇလံပြီးဆုံးပါပြီ။နောက်တော့အစင်းတို့ပြည့်တက်ကြည့်လဲစိတ်ချနာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေ။